မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇန်နဝါရီလ28ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်အမ်းမြုံနယ်ကနေထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သား18ဦးကိုအရှိဖမ်းဆီးရမိခဲ့ပြီးတော့လက်နက်ရှစ်လက်နဲ့ခဲယမ်းများကိုတင်စီရရှိခဲ့ရဲဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ18ရက်နေ့ကနေ25ရက်နေ့အထိအမ်းမြုံနယ်ကနေထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သားများကိုချင်းကာကွယ်ရေးတပ်အရှိုး CDF အရှုကအမ်ဘရန်လမ်းပိုင်းမှာပိတ်ဆို့ဖမ်းဆီးခဲ့ကြောင်းသတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူစလိုင်းယိုးချင်းကပြောပြထားပါတယ်။ MA1 အမျိုးအစားတပ်နက်၅လက်၊ MA2 အမျိုးအစားတပ်နက်၁လက်၊ MA4 အမျိုးအစားတပ်နက်၁လက်၊ MA15 အမျိုးအစားတပ်နက်၁လက်အပြင်ခဲရန်နဲ့စစ်သုံးဆောင်ပစ္စည်းများကိုလည်းသိမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်။ချင်း Defense Force အရှုတပ်ဖွဲ့ကသတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူစလိုင်းယိုးချင်းက၁၈ရောက်လုံးကိုတနေရာတဲ့တစ်ချိန်ထဲမှာမိလာတော့မဟုတ်ပါဘူး။ရက်အသေးသေးမှမှ တယောက်မိတာလည်းရှိသလိုနှစ်ယောက်တစ်ဖွဲ့၅ယောက်တစ်ဖွဲ့၄ယောက်တစ်ဖွဲ့ဒီလိုမျိုးမိတာတွေရှိပါတယ်ဖမ်းဆီးရမိတဲ့အထက်မှာလည်းလက်နက်ပါတဲ့သူရှိသလိုလက်နက်တွေကိုတောတွေတောင်တွေထဲမှာစွန့်ပစ်ခဲ့တဲ့သူတွေရခိုင်ပြည်နယ်တွေကသူတို့တပ်ဆွဲထားတဲ့စခန်းတွေမှာလက်နက်တွေကိုဖွက်ထားခဲ့ပြီးတော့မှပုံစံအမျိုးမျိုးနဲ့ပြေးလာကြတဲ့သူတွေလည်းရှိတယ်လို့ပြောပြထားပါတယ် ဖမ်းဆီးရရှိထားတဲ့စစ်ကောင်စီတပ်သားများကိုကောင်းမွန်စွာပြုလုဆောင်ရှောက်ထိန်းသိမ်းထားပြီးတော့ကျမရေးမကောင်းမွန်တဲ့သူနာတာရှင်ယောဂပါလာတဲ့သူခြေလက်မတန်ဆွမ်းတဲ့သူများကိုလည်းအစွမ်းရှိသမျှစေဝါတွေကုသပေးထားကနိုင်ငံတကာစစ်တုံ့ပန်းဥပဒေနဲ့အညီထိန်းသိမ်းထားတယ်လို့အသိပေးထားပါတယ်ရခိုင်ပြည်နယ်နဲ့ဘကိုးတိုင်းအစပ်မှာရှိတဲ့စစ်ကောင်စီရဲ့မိုးထီတောင်အထိုင်စခန်းကိုအရခတ်တက်တော် AA ကထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့်ဇန်နဝါရီလ28ရက်နေ့မှာတိုက်ပွဲတွေပြင်းထန်နေတယ်လို့စစ်ရဲအခြေအနေတွေကိုသိရှိသူများကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းတန်ရန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၁ဘုံမူးနေလင်းက KTV ဘာကားဂိတ်များနဲ့စီဆိုင်များထံကနေပြီးတော့လာစဉ်ငွေကြက်သိန်းကိုထောင်ထဲချီတောင်းခံနေပြီးကိုဂျိုးရှာနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဘုံမူးနေလင်းကိုတန်ရန်မြို့နယ်အတွင်းမှာရှိတဲ့ဘာများနဲ့ KTV များထံကနေပြီးတော့လာစဉ်ဆက်ချေးအနေနဲ့တဆိုင်ကိုငွေကြက်၁၉သိန်းတောင်းခံပြီးတော့1 to 1ဘာနဲ့ OK ဘာများကိုလည်းကြောထောက်နောက်ခံပေးထားက ။ OK ဘားကလည်းတလကငွေကျပ်65ဒိန်ရရှိနေတယ်လို့သိရပါတယ်။1 to 1ဘားကလည်းရှယ်ယာအမြတ်ထဲကနေပြီးတော့၎င်းကိုခွဲဝေပေးထားရပြီးကောက်ကွဲမှာဖွင့်လှစ်ထားတဲ့ City Night KTV ဆိုင်ကလည်းတလကို16ဒိန်ရရှိနေတယ်လို့သိရပါတယ်။ City Night KTV ဟာတန်ရမ်းမှာ license မရှိဘဲနဲ့ဖွင့်လှစ်ထားတော့လေ နေလင်းကကြောထောင်းတော့ခံပေးထားခြင်းဖြစ်တယ်လို့သိရပါတယ်။တန်ရမ်းမြို့မှာနေလင်းကိုပတ်စံမပေးဘဲနဲ့ဖွင့်လှစ်ထားတဲ့ဘားနဲ့ KTV များကိုအကြမ်းဖက်စစ်ကောင်စီတပ်သားများဆီလွှတ်ပြီးတော့ပိုင်းရှင်များကိုစိုင်းပိတ်သိမ်းရတဲ့အထီကိုနှီးမျိုးစုံနဲ့ဒုက္ခပေးပြီးတော့မြို့ပေါ်မှာမြည်သည့်လုပ်ငန်းလုပ်ကင်သူဖြစ်စေနေလင်းထံကိုငွေကြေးပေးဆောင်ရပြီးတော့အခုလိုမျိုးပတ်စံပေးတဲ့သူတွေအားလုံးကိုလည်းကြောထောင်းတော့ခံပေးထားတာက မြေသိစီးပွားရေးမဆိုစိတ်ကြိုက်လောက်ကင်ခွေပေးထားတယ်လို့သိရပါတယ်။ဒါအပြင်တန်ရမျိုးကိုလာတဲ့ကားကိတ်များမှလည်း73မြင်းဆောင်မဟုတ်တဲ့ခရီးသည်တင်ကားတစ်စီးကိုရန်ကုန်ကလာရင်ငွေကျပ်၄သိန်းခွဲမန္တလေးကလာရင်ငွေကျပ်၄သိန်းနဲ့တောင်ကြီးကလာရင်ငွေကျပ်၄သိန်းတောင်းခံနေပြီးတော့ပြည်ငိမ့်ဆန်း crown မိုးထက်အားကားရွှေလားရှိုးနဲ့ GI Group ကခရီးသည်တင်ကားများဟာလည်းနေ့စဉ်ငွေကြေးတွေပေးနေရတယ်လို့သိရပါတယ်။တန်ရမြို့မှာရှိတဲ့စီဆိုင် license ရရှိထားတဲ့ဗဒမြားစီဆိုင်၊မိုးစံပတ်ပန်စီဆိုင်နဲ့ license မရှိတဲ့စီဆိုင်16ဆိုင်ရှိက73စီတင်သွင်းရင်ကားတစ်စီးကိုငွေကျပ်330နေလင်းထံကိုပေးရပြီးတော့ license မရှိတဲ့စီဆိုင်များစီသွင်းမယ်ဆိုရင်စီပေါင်းစာကားနဲ့တင်သွင်းမယ်ဆိုပါကနေလင်းထံမှာလက်မှတ်ရေးထိုးခိုင်းရပြီးတော့လက်မှတ်ထိုးကအနေနဲ့ငွေကျပ်သိန်းကို10ချီတောင်းခံပြီး တင်သွင်းတဲ့ကာဖြတ်တန်းခွင့်များကိုပါထပ်မံကောက်ခံခဲ့တယ်လို့သိရပါတယ်။တန်ရမာကစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဘုံမူးနေလင်းနဲ့အဆင်ပြေရင်ကြိုက်တာလုပ်လို့ရတယ်။ဒီမျိုးမှာဘာစီဝိုင်းလုပ်လို့သူ့စီဝင်ရတယ်။မျိုးမှာသူတာဝန်ကြတာက10နှစ်ကျော်နေပြီ။သူ့ကိုမပေးရင်နောက်ွယ်ကနေဒုက္ခပေးတယ်။သူ့ကိုပတ်ဆက်မပေးတဲ့ဘားတွေ KTV တွေဆိုရင်အမျိုးမျိုးရစ်ပြီးတော့ပြဿနာရှာပါတယ်။1 to 1ဘားတို့ OK ဘားတို့ဆိုရင်လေသူကကြောထောက်နောက်ခံပေးထားတော့ဘယ်သူမှမထိရဲဘူး။ OK ဘားဆိုတစ်လကို65ဒိန်ပေးရတယ်။ 1 to 1ဘားဆိုရင်လဲရှယ်ယာအမြတ်တွေကိုသူ့ကိုပေးရတယ်ခေါင်းကွင်းမှာဖွင့်ထားတယ် City Night KTV ဆိုရင်လဲသူ့ကိုတစ်လောက်16သိန်းပေးရတယ်73စီတွင်းရင်လဲသူ့ကိုတစည်းကို330ပေးရပါတယ်တန်ရမ်းမှာစီဆိုင် license ရှိတာကဗဒမြားစီဆိုင်နဲ့မိုးစံပန်းပန်စီဆိုင်မဲရှိတာကြံတဲ့စီဆိုင်16ဆိုင်က license မရှိဘူး လိုင်းစင်မရှိဘဲနဲ့စီသွင်းမယ်စီပေါက်စာကားနဲ့တဲမယ်ဆိုရင်သူ့ကိုလက်မှတ်ထိုးခိုင်းရတယ်လက်မှတ်ထိုးကအနေနဲ့တိန်းကိုဆက်ချပြီးပေးရတယ်မပေးရင်မထိုးပေးဘူးတန်ရမ်းမှာရှိတဲ့ကားဂိတ်တွေလဲ73မြင်းဆောင်မဟုတ်ဘဲနဲ့တန်ရမ်းကိုလာမယ်ဆိုရင်ခရီးသည်တင်ကားတစ်စီးကိုငွေကျပ်၄သိန်းကျော်တောင်းပါတယ်လို့ဒေတာတွင်သတင်းရင်းမြစ်ကအတိအပြုပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အလဲပတ်ဗီဇာ PV Passport for Visit နဲ့ပြည်ပခရီးထွက်ခွာမဲ့သူများအနေနဲ့ရန်ကုန်လေစိတ်မှာလူကြီးလမ်းကြောင်းရှင်းကဝန်ဆောင်မှုယူမယ်ဆိုရင်မြန်မာငွေကျပ်350အထိပေးဆောင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြည်ပကိုထွက်ခွာမဲ့လူ9ဦးကိုမေးမြန်းရမှာ3ဦးကလေရင်မထွက်မီ၎င်းတို့ထံကနေပြီးတော့အကျိုးဆောင်ကပတ်စံလာတောင်းကြောင်းပြောပြသလိုလမ်းကြောင်းရှင်းပေးတဲ့သူတို့ကလည်းအကျိုးဆောင်ကပေါင်စည်းဟာငွေကျပ်350ဝန်းကျင်ရှိကြောင်းပြန်လည်ပြောပြထားပါတယ်။လူကြီးလမ်းကြောင်းရှင်းကဆိုတာဟာ ရန်ကုန်လေစိတ်မှာအရင်မခံရအောင်နဲ့အတားအဆီးမခံရအောင်လေစိတ်မှာတာဝန်ကြတဲ့စစ်တပ်ရဲဝန်ထမ်းများနဲ့ပွဲသားများကပူးပေါင်းပြီးတော့လှုပ်ဆောင်ပေးက၎င်းတို့အတွက်အခကျင်းဝင်ပြန်လည်ပိတ်ဆောင်ရခြင်းကိုဆိုလိုတယ်လို့ပြောဆိုထားပါတယ်လူကြီးလမ်းကြောင်းရှင်းကကို VIP pass လို့လည်းခေါ်ပါတယ်ကျွန်တော်ကတော့လက်မှတ်နှစ်ခါဆုံးနဲ့သူတို့နဲ့ချိတ်ထားပေမဲ့လေစိတ်မှာသူတို့ကဘာမှလာလို့ပေးတာမဟုတ်ပါဘူးကျွန်တော်နဲ့တငယ်ချင်းနဲ့သွားကြတာကိုယ်တိုင်ကအစအဆုံးကိုယ့်အကူပဲလုံးဝပြီးတော့ကျွန်တော်တငယ်ချင်းကအဆင်ပြေသွားတဲ့အခါကျမှသူ့စီကနေပြီးတော့ပတ်စံလာတောင်းသွားတယ် မထွက်ရတဲ့ကျွန်တော်ကိုကြတော့ဘာမှတော့လာမပြောပဲဘာမှလည်းမလုပ်ပေးဘူးလို့ပြည်ပထွက်ခွာခွင့်ညင်းပယ်ခံရတဲ့လူငယ်တအုပ်ကပြန်လည်ရှင်းပြထားပါရယ်ပြီးခဲ့တဲ့2024ခုနှစ်စက်တမာလပိုင်းကရန်ကုန်လေစိတ်မှာအလဲဗီဇာများထွက်ခွာခွင့်မရကြောင်းသတင်းများထွက်ပေါ်လာပြီးတဲ့နောက်လူကြီးလမ်းကြောင်းရှင်းကဈေးကွက်များပေါ်ပေါက်လာခြင်းဖြစ်တယ်လို့သိရပါရယ်ပထမအချိန်ပြည်ပကိုထွက်ခွာမဲ့သူများအနေနဲ့အမျိုးသမီးဆိုပါကငွေချက်30ကန့်ဝန်ဆောင်ကယူပြီးတော့အမျိုးသားဆိုပါက45သိန်းဝန်းကျင်ဝန်ဆောင်ကယူက ဒုတိယအကြိမ်ပြည်ပကိုထွက်ခွာမဲ့သူဖြစ်ပါက350နဲ့အထက်ယူချောင်းအဲ့ဒီဝန်ဆောင်မှုလုံဆောင်ပေးနေတဲ့သူကရှင်းပြထားပါတယ်ထွက်ခွာခွင့်ရပြီးလေရင်ပေါ်တက်ခါနီးမှသာပတ်စံပေးချေရခြင်းဖြစ်ကြောင်း၎င်းကရှင်းပြထားပါတယ်လေစိတ်မှပြန်မလှည့်ရအောင်ကျွန်တော်တို့ကဝန်ဆောင်မှုပေးတာပါပတ်စံကကြိုလဲမပေးရပါဘူးအကုန်လုံးပတ်ဖြစ်မှလေရင်ပေါ်တက်ဖို့စောင့်နေတဲ့အချိန်ကျမှပေးရမှာပါလုတ်ပေးတဲ့အရာရှိနာမည်ကိုတော့ပြောပြလို့မရပါဘူးကိုယ်တိုင်သွားလုတ်ပြီးပြန်လှည့်လာလို့နောက်တစ်ချိန်ထပ်ထွက်ရမယ်ဆိုရင်တော့ ပေးရမယ့်ပတ်စံက390နဲ့အထက်ပဲလို့၎င်းကရှင်းပြထားပါတယ်။စိတ်ကောင်းစီရဲ့ပြည်သူစစ်မှုတန်းဥပဒေထွက်ပေါ်လာတဲ့အခုရက်ပိုင်းကစပြီးတော့ရန်ကုန်လေစိတ်မှာလူကြီးလမ်းကြောင်းရှင်းကဝန်ဆောင်မှုဟာရခိုင်ကတည်းက90ကန်ခုံတက်သွားတယ်လို့သိရပါတယ်။စိတ်ကောင်းစီကထုတ်ပြန်ထားတဲ့ပြည်သူစစ်မှုတန်းဥပဒေအရစစ်မှုတန်းအမိန့်စာရရှိထားသူများနဲ့စစ်စစ်အောင်မြင်ပြီးသူများဟာပြည်သူစစ်မှုထမ်းခြင်းကိုကျင်းလုပ်ခွင့်ပြုရန်ရှော့ပေါ်ပေးရန်ရွှေစားရန်ရှောက်ထားခဲ့ပါကဘောအဖွဲ့ထံကနေပြီးတော့ခွင့်ပြုမိတ်မရမီ ပြည်ပကိုထွက်ခွာခွင့်မရှိကြောင်းလည်းဖော်ပြထားပါတယ်။ဒါကြောင့်ပြည်ပဝန်ဆောင်မှုလုပ်ငန်းရှင်များအနေနဲ့လည်းပြည်ပတွားရောက်အလုပ်လုပ်ကြတဲ့သူများကိုပုံမစီစဉ်ရန်လိုအပ်လာပြီးတော့လုံသားရှာမမှုနဲ့ရင်ဆိုင်နေရတယ်လို့ပြောဆိုထားပါတယ်။ပြည်ပဝန်ဆောင်မှုလုပ်ငန်းရှင်တအူးကအကိုတို့အနေနဲ့လည်းအလုပ်သွားရောက်လုပ်ကြတဲ့သူတွေကိုတေချာစီစစ်မေးမြန်းဖို့ပို့ပြီးတော့လိုအပ်လာတာပေါ့သူတို့ဘက်ကလည်းတေချာပွန့်ပွန့်လင်းလင်းပြောပြတဲ့တာပေါ့ကိုကစစ်မှုထမ်းစည်ရဲနဲ့မှပါတာလားစေးအောင်မေးပြီလားဆိုတာကို အဲ့ဒါမှမဟုတ်ရင်တော့အကုန်လုံးအလုတ်ရှုပ်ကုန်တာပေါ့အခုကတော့ agency တွေအနေနဲ့လဲတော်တော်ကိုခက်ခဲလာပါတယ်အမှန်တိုင်းပြောရရင်တော့နိုင်ငံသားပို့ရမယ်သူကိုမရှိတော့ဘူးလို့ပြောပြထားပါတယ်လက်ရှိမှာစစ်ကောင်စီဟာစစ်မှုထမ်းအပတ်စဉ်6ထိခေါ်ယူထားပြီးတော့အပတ်စဉ်တစ်ခုမှာတင်နန်းသား9000ခေါ်ယူရန်သတ်မှတ်ထားကနေဥရေ29အရာအမိန့်စာဆင့်ခေါ်ရမယ်လူစရင်ထဲမှာလိုအပ်တဲ့အရေးအတွက်ပေါ်မူတည်ပြီးတော့စန္ဒပြုသူကိုဦးစားပေးရွေးခေါ်ရန်နဲ့စန္ဒပြုသူအရေးအတွက်ဟာမပြည့်မီပါကမဲနိုင်ရွေးခေါ်ရမယ်နီလန်းကိုအသုံးပြုရမယ်လို့ ပြည်သူ့စစ်မှုထမ်းရဲ့ဥပဒေမှာဖော်ပြထားကြောင်းသတင်းရရှိပါရခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်ကြောင်မဲမြို့ကို အကြမ်းဖက်စစ်တပ်ကလေရင်နဲ့ထပ်မံဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူတအုပ်တေဆုံးပြီးတုံးဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ28ရက်နေ့မွန်းလွဲ2နာရီ18မိနစ်ခန့်မှာအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ကြောင်မဲမြို့ညာစည်းတန်းနဲ့ခရိုင်ရိုးကိုထပ်မံလာရောက်ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့်ပြည်သူတအုပ်တေဆုံးပြီးတုံးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ဘုံကျဲတိုက်ခိုက်မှုအတွင်းမှာနေအိမ်၅လုံးထက်မနည်းဖိမှန်ပျက်စီးခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ပြီးခဲ့တဲ့ဇန်နဝါရီလ25ရက်နေ့ကလည်းကြောင်မဲပြည်သူစေယုံကိုအကြမ်းဖက်စစ်ကောင်စီကလာရောက်ဘုံကျဲတိုက်ခိုက်ခဲ့ပြီးတော့ CDM ဆီယာမနှစ်ဦးနဲ့လူနာတဦးတေဆုံးခဲ့ပြီးကျမကြီးဝန်ထမ်းများ CDM ဝန်ထမ်းများနဲ့လူနာအရသားပြည်သူ20ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်အကြမ်းဖက်စစ်ကောင်စီဟာတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲအရသားပြည်သူများကိုရည်ရွယ်ချက်ရှိရှိနဲ့ဥတီဘုံကျဲတိုက်ခိုက်နေခြင်းဖြစ်ပြီးပြည်သူများအနေနဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ဘုံကျဲတိုက်ခိုက်မှုများကိုရှောင်ရှားနိုင်ရန်စီရေးသတိအမြဲရှိရန်လိုအပ်ပြီးလေချောင်းရံကနေပြီးတော့ကာကွယ်နိုင်ရန်လေချောင်းရံကာကွယ်ရေးဆိုင်ရာနီလာများကိုလိုက်နိုင်ရန်လိုအပ်တယ်လို့ TNL ကအတိအပြပြထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာရီတိုင်းလောင်းလုံးမြို့နယ်နဲ့ရေပြည်မြို့နယ်အဆက်မှရှိတဲ့ခြေရွာများကိုအကြမ်းဖက်ဆက်တက်ကစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက်ထောင်ထဲချတဲ့ပြည်သူများဟာထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလဆန်းပိုင်းကစတင်ပြီးတော့ရေပြည်မြို့နယ်ရေနတ်စိတ်ကဲအနီးရောက်ရှိနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာရေပြည်မြို့နယ်နဲ့လောင်းလုံးမြို့နယ်အဆက်ကိုစစ်ကြောင်းထိုးဝင်ရောက်လာခြင်းကြောင့်ရေပြည်မြို့နယ်အတွင်းမှာရှိတဲ့စစ်ဘေးရှောင်ပြည်သူများဟာလောင်းလုံးမြို့နယ်အတွင်းကိုထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်တယ်လို့သိရပါတယ်။အဲဒီအကြမ်းဖက်ဆက်တက်စစ်ကြောင်းဟာလက်ရှိအချိန်မှာရေပြည်မြို့နယ် 那个老老庙里，最后，他们没有了的，我娘那里追个 လောင်လုံးမြို့နယ်အတွင်းမှာရှိတဲ့ခြေရွာများကပြည်သူများပါထွက်ပြေးတိမ်းရှောင်နေရပြီးလက်ရှိအချိန်ထိတော်လိုင်းတပ်ဖွဲ့များနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းတော့မရှိသေးဘူးလို့ပြောပါရယ်လက်ရှိအချိန်မှာရေပြင်းမြို့နယ်နဲ့လောင်လုံးမြို့နယ်အတွင်းမှာရှိတဲ့မူဒူရလိုင်းတစ်တူတောင်တောင်ရှောင်စင်ပုနဲ့မြို့ဟောင်းနဲ့စခန်းကြီးရွာကထောင်နဲ့ချီတဲ့ပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရပြီးတော့စစ်ဘေးရှောင်ပြည်သူများအတွက်လည်းစားနပ်ရိက္ခာနဲ့အသုံးဆောင်ပစ္စည်းများလိုအပ်နေတယ်လို့သိရပါရယ်စစ်တပ်စစ်ကြောင်းကရေပြင်းတွေကနေလောင်လုံးနယ်ကိုဝင်လာတာပေါ့ပြည်သူတွေတိမ်းရှောင်နေရတာတော့ရှိပါတယ် ော်လိုင်းတပ်ဖွဲ့တွေနဲ့ထိပ်တွေ့တိုက်ပွဲဖြစ်တာတော့မရှိသေးဘူးစစ်ကြောင်းကရေမြူနဲ့လောင်းလုံးအဆက်ကတောဆက်မှာပဲရှိသေးတယ်ရွာတွေပြက်စီးမှုအခြေအနေနဲ့ပြည်သူတွေထိခိုက်မှုအခြေအနေတော့မကြမိသေးဘူး စစ်ရှောင်းတွေအတွက်တော့ရိတ်ခါနဲ့စောင်းတို့အနှွေးတွေတို့လိုအပ်နေပါတယ်လို့နောင်လုံးမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်ရှဲတို့ကပြောပြထားပါတယ်။အဲ့ဒီစစ်ကြောင်းဟာအင်အားတရာကျော်ခန့်ပါဝင်ပြီးတော့ရေပြူနဲ့နောင်လုံးမြို့နယ်အဆက်မှရှိတဲ့တောထဲမှာရှိနေပြီးစစ်တပ်စစ်ကြောင်းရှိနေတဲ့အတွာပြည်သူများအနေနဲ့သတိပြုပြီးတော့သွာလာကြရန်နောင်လုံးမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကအတိပေးနှိုးဆော်ထားကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းဆက်လင်းမြို့နယ်ခလိုက်ရ253ကနေထွက်ပြေးတင်ဆောင်လာတဲ့စစ်ကောင်စီတပ်သားနှစ်ဦးဟာ LPDF ထံကိုအလင်းဝင်ရောက်လာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဇန်နဝါရီလ24ရက်နေ့မှာဆလင်းမြို့နယ်ခလိုက်ရ253တပ်ရင်းအတွင်းကနေထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သား2ဦးဟာဇန်နဝါရီလ26ရက်နေ့မှာဒေါင်းစစ်အောင် LPDF ထံကိုအလင်းဝင်ရောက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ခလိုက်ရ253တပ်ရင်းကနေထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သား2ဦးဟာအသက်25နှစ်အရွယ်တပ်သား9ကျော်ရဲလင်းနဲ့အသက်22နှစ်အရွယ်တပ်သား9နေလင်းတို့ဖြစ်တယ်လို့သိရပါတယ်။စစ်ကောင်စီတပ်သားများအနေနဲ့ပြည်သူရင်ဝင်ကိုခိုးလုံကြပါလို့တိုက်တွန်းချင်ပါတယ်။ကျွန်တော်တို့တော်လိုင်းတပ်ဖွဲ့တွေကနှွေးထွေးစွာကြိုဆိုလျက်ပါ တောင်းစစ်အောင် LPDF အဖွဲ့ကိုလည်းတိုက်ရိုက်ချိတ်ဆက်ပြီးတော့အလင်းဝင်ရောက်နိုင်ပါတယ်လို့ LPDF တာဝန်ခံကိုထူးလေးကပြောဆိုထားပါတယ်။အခုလိုမျိုးအလင်းဝင်လာတဲ့စစ်ကောင်စီတပ်သား2ဦးကိုကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားပြီးတော့၎င်းတို့လိုအပ်တာတွေကိုလည်းဆက်လက်လှုံ့ဆော်ပေးသွားမှာဖြစ်တယ်လို့အတိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံး BNDA ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးကျန်းမာပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ